home studio လေးရတော့ kitchen of sound ဆိုပြီးကျွန်တော်နာမည်ပေးထားတယ်နာမည်ပြောင်းလေးပေါ့နော်အမှန်တကယ်ကတော့ဟိုအတန်တွေကိုချက်ပြုတ်တဲ့အဲမြို့ဘုံကြောင်လေးပေါ့ဆိုတော့အတန်တွေကိုချက်ပြုတ်ကျော်လောပြီးတော့အဲဒီနားထောင်သူတွေစားသုံးသူတွေရဲ့လက်ထဲကိုအရောက်ပို့မယ်ဆိုပြီးအဲအဲ့လိုအရွယ်ချက်လေးနဲ့ပေါ့ဟုတ်ကဲ့အဲ့လိုပေးထားပါတယ်ဒီနေ့စားတဲ့ကြည့်ရလိုက်တဲ့က ဈေးတကူးကူးမိသွားတဲ့လူလိုပဲပေါ့နော်ထိုဈေးလိုလိုအဲ့လိုမူးရစေးလိုလိုအဲ့လိုပုံစံမျိုးပေါ့ဒီဟာနဲ့မထီတွေ့ရရင်ကျွန်တော်ကစားမွန်အိမ်မပြောဘူးအဲ့လိုဖြစ်လာတယ်အဲအချိန်ချင်းလဲကျွန်တော်ဟာငါနဲ့အဆက်တော်ဘူးထင်ပါတယ်ငါဒီဟာအလုံးနဲ့လဲဆက်လုပ်ဖြစ်မယ်လဲမဟုတ်ပါဘူးဆိုပြီးဆွန့်လွတ်လိုက်တိုင်းလဲအဲ့ဘက်ပဲပြန်ပြန်လဲသွားတယ်ဘာဖြစ်လို့လဲဆိုကျွန်တော်ရဲ့ relax လုပ်တဲ့အချိန်တွေမှာကျွန်တော် guitar တီးခြင်းနဲ့တခြင်းဆိုခြင်းနဲ့တခြင်းရေးခြင်းနဲ့ music production တွေလုပ်ခြင်းနဲ့ recording လုပ်ခြင်းနဲ့ အဲအထူးသဖြင့်တော့အဲ music production ပေါ့နော် recording အဓိကပေါ့အဲလိုမျိုးလုပ်ချင်နေဆိုတော့ဒီ music နဲ့ကတော့ကျွန်တော်ဘရောမလမ်းခွဲဖို့အစီအစဉ်မရှိတော့ပါဘူးအခုအချိန်နေရတော့6တန်းကြောင်းသားဘောပေါ့6တန်းຫນွေရာဒီလောက်က6တန်းဆမ်မိုရီဖြည့်ຫນွေရာဒီလောက်ကအဲ့ဒီကျွန်တော်တကယ်ချင်းအကိုကြီးတယောက်ကကျွန်တော်ဂီတာဒီနီစာကိုလေးစပေးတယ်ကျွန်တော်မိခင်ကကျွန်တော်ဟိုဂီတာဝယ်ပေးတယ် အဲ့ဒီကနေစပြီးတော့ဂီတာကိုလည်းယူတော်ရင်ကနေဒီ music နဲ့လည်းထီထွေးပြီးတော့အရာကိုဝါသနာပါသွားတာပါအာတချင်းနေကတော့အဲ့ဒီခုနကျွန်တော်6တန်းကျောင်းသားဒီဂီတာစတီးတက်ပြီးကလေးอ่ะဘောနော်နောက်ပိုင်းကလေးอ่ะကျွန်တော်ကိုယ်ပိုင်တန်းစင်းနေလဲရေးတယ်ဒီလို copy တွေတချင်းနေပေါ့ copy စတာအာ cover sound တွေပေါ့ cover sound တွေမှာလည်းအင်္ဂလိပ်တချင်းတွေမှာလည်းမြန်မာစာသားလေးထည့်ကြည့်တယ်အဲ့လိုမျိုးပေါ့နော်အာအဲ့ဒီကနေစပြီးတော့ဝါသနာပါသွားတာပါ အဲအဲ့မှာပထမဆုံးကျွန်တော်ဒီ US ရောက်လာပြီးတော့ဗောနော်ဒီ music production နေဒီအာ audio engineering နေကျွန်တော်တက်မြောက်လာတဲ့အချိန်မှာကျွန်တော်စတင်ပြီးတော့စမ်းသပ်ပြီးတော့ဗောနော် official release လုပ်ဖြစ်တဲ့တချင်းလေးရတော့24နိုင်9မိနစ်အလွမ်းလို့အမည်ရပါတယ်24 7အလွမ်းပေါ့နော်အင်္ဂလိပ်တဝက်မြန်မာတဝက်ပေါ့အဲအဲ့လိုနည်းနည်း fancy ဖြစ်တဲ့သချင်းလေးပေါ့ဟုတ်ကဲ့ အဲ့ဒါချင်းလေးပါပဲကျွန်တော် YouTube channel မှာလည်းရှိပါတယ်လွန်ခဲ့တဲ့13 years ago 14 years ago လောက်ကဖြစ်လိမ့်မယ်ထင်ပါတယ်မျိုးစစ်ကအဲတချို့လူတွေမှာလည်းမျိုးစုံပုံဖော်ကြရတယ်ဘာလို့ပုံဖော်ပြီးတော့သူတို့မျိုးစစ်ကိုဘယ်လိုကြိုက်နေတတ်တယ်ဆိုတဲ့အကြောင်းတွေပြောကြရတယ်ဘာလို့ကျွန်တော်အနေနဲ့ကတော့ ကျွန်တော်ဘယ်လိုပြောရမလဲဆိုရင်ဒီ music နဲ့စတဲ့ ठी တွေ့လိုက်တဲ့အဲဆေးတခုခုမိသွားတဲ့လူလိုပဲပေါ့နော်ထိုဆေးလိုလိုအဲ့လိုမူရစ်ဆေးလိုလိုအဲ့လိုပုံစံမျိုးပေါ့ဒီဟာနဲ့မထီတွေ့ရရင်ကျွန်တော်ကစားမွန်အိမ်မပြောဘူးအဲ့လိုဖြစ်လာတယ်အဲအချိန်ချင်းလဲကျွန်တော်ဟာငါနဲ့အဆက်တော်ဦးထင်ပါတယ်ငါဒီကအလုံးနဲ့လဲဆက်လုပ်ဖြစ်မယ်လဲမဟုတ်ပါဘူးဆိုပြီးစွန့်လွတ်လိုက်တိုင်းလဲ အဲ့ဘက်ပဲပြင်ပြန်လဲသွားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ relax လုပ်တဲ့အချိန်တွေမှာကျွန်တော် guitar တီးခြင်းနဲ့တခြင်းဆိုခြင်းနဲ့တခြင်းရေးခြင်းနဲ့ music production တွေလုပ်ခြင်းနဲ့ recording လုပ်ခြင်းနဲ့အထူးသဖြင့်တော့အဲ music production ပေါ့နော် recording အဓိကပေါ့အဲ့လိုမျိုးလုပ်ခြင်းနဲ့ဆိုတော့ဒီ music နဲ့ကတော့ကျွန်တော်ဘရောမှလမ်းခွဲဖို့အစီအစဉ်မရှိတော့ပါဘူးအခုအချိန်ကြီးကတော့ဟုတ်ကဲ့ YouTube channel နဲ့ page တွေကိုထောင်းရတဲ့အကြောင်းကတော့အဓိကကတော့ကျွန်တော် sharing ပါ knowledge sharing ပေါ့နော်ကျွန်တော်ရဲ့ knowledge တွေကျွန်တော်လေးလာတက်ကြွန်းထားတဲ့ဒီ audio engineering ပညာတွေနောက်ပြီးတော့ music production တွေအဲအဲ့ဒါတွေကိုကျွန်တော်အဓိက sharing လုပ်ချင်တာပါ free platform တစ်ခုအနေနဲ့ကျွန်တော် share ချင်တယ်အာကျွန်တော်ကနေ့စဉ်နဲ့များလေးလာနေလူဖြစ်တဲ့အတွက်ကျွန်တော်ရှေ့မှာတည်ထားတဲ့အရာလေးတွေကိုကျွန်တော် sharing လုပ်ပေးလိုက်ချင်တယ်အဲအဲ့တော့နောက်လာနောက်သားတွေကဒီပညာလေးတွေကို လက်ဆင့်ကမ်းပြီးတော့ယူလို့ရမယ်ပေါ့နော်ဆိုတော့အဲ့ဒီယူရချက်ပါပဲအဓိကကတော့အဓိကကတော့ sharing လုပ်ချင်တဲ့ယူရချက်ပါကျွန်တော်ရဲ့ YouTube channel လေးရဲ့နာမည်ကတော့ Uses Life MIL Production လို့ခေါ်ပါတယ်အဲကျွန်တော်ရဲ့ဒီဘာမှမဟုတ်တဲ့ဒီဟို home studio လေးရတော့ kitchen of sound ဆိုပြီးကျွန်တော်နာမည်ပေးထားတယ်နာမည်ပြောင်းလေးပေါ့နော်အမှန်တကယ်ကတော့ဟိုအတန်တွေကိုချက်ပြုတ်တဲ့ အဲမြို့ပေါ်ချောင်းလေးပေါ့ဆိုတော့အတန်တွေကိုချက်ပြုတ်ကျော်လောပြီးတော့အဲဒီနားထောင်သူတွေစားသုံးသူတွေရဲ့တက်သေးကိုအရောက်ပို့မယ်ဆိုတော့အဲအဲ့လိုအရွယ်ချက်လေးနဲ့ပေါ့ဟုတ်ကဲ့အဲ့လိုပေးထားပါတယ်ရှေ့ဆက်ပြီးတော့ဒီ music ကိုပဲဆက်လုပ်ဖြစ်နေမှာပေါ့နော် music ဒါမဲ့အခုနောက်ပိုင်းကတော့ music audio or video ပေါ့ပါတွဲပြီးဖြစ်လာပြီဆိုတော့အခု video ဘိုင်းနေလဲကျွန်တော်လေ့လာရပါတယ်ဆိုတော့အဲဆက်ပြီး sharing နေလို့သွားမယ် တော့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ကကျွန်တော်ဟိုအမတ်တရား album လေးတခုပေါ့ဒီ music album လေးတခုလုပ်နေတယ်အဲအဲ့ဒါပြီးရင်လည်းဒီ music တပုတ်ချင်းစီတချင်းစနပ်ပုတ်ပါမယ်အတချင်းစနပ်ပုတ်လုံးကိုလည်းကျွန်တော်တပုတ်ချင်းစီ AC စစ်ချိန်ယူပြီးတော့ကျွန်တော် MTV ရိုက်သွားမယ်စနပ်ပုတ်လုံးကိုရိုက်မယ်အဲအဲ့လိုရည်ရွယ်ချက်လေးရှိရဲနောက်ပြီးတော့ကျွန်တော်ကအာကျွန်တော်နဲ့လက်တွဲလို့ရတယ်ရင်မချင်းတူတဲ့เนาะညီကိုမောင်နှမတွေအားလုံးဖိတ်ခေါ်ပြီးတော့ကျွန်တော်ကအကာဘဆောင်းလေးတင်မယ်အဲနောက်ပြီးတော့ ဘာ audio နဲ့ video ပေါ့နော်ဘာဘာအကူအညီပဲလို့လို့ဘာဘာဟို requirement ပဲရှိရှိကျွန်တော်ဆက်သွယ်ပြီးတော့ကျွန်တော်တတ်နိုင်တာကိုကျွန်တော်ကူညီပေးမယ်မျှဝေပေးမယ်အဒီရဒီရကိုကျွန်တော်ရှေ့ဆက်ပြီးတည်တဲ့ဒီလောက်တော့ဖို့အစီအစဉ်ရှိပါတယ်ဟုတ်ကဲ့အာကျွန်တော်အဲ့လောက် audience အများများတဲ့ youtuber မဟုတ်သေးပါဘူးအာ subscriber လည်းနည်းသလိုကြည့်ရလူလည်းနည်းပါတယ်အာကျွန်တော်ကိုယ်တိုင်က ဟိုကိုပိုင်တန်းစင်ကိုယူတွတ်တဲ့လူဖြစ်တဲ့အတွက်ကြောင့်ကိုပိုင်တန်းစင်တခြင်းတွေကအာ view နည်းလို့ရှင်ရင်ကျွန်တော်စိတ်မကောင်းအရင်ဖြစ်တယ်အာဟိုတစ်ခေါက်ကကျွန်တော်ကြည့်လိုက်ရတယ်ဒီ art diary မြန်မာပဲ view သွားတာကိုတာဒီလူကို view သွားတဲ့အထက်မှာကိုတာဒီလူပြောသွားတဲ့စကားလုံးလေးတွေမှာလေဒီတကယ် artist ကိုအားပေးခြင်းနဲ့ဆိုရင်ဒီလို view များများရအောင် ကြည်ပေးပါ တကယ်မလား comment လေးတွေရေးပေးပါအကြံဉာဏ်လေးတွေပြုပေးပါအဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါတို့နဲ့နိုင်တာတော့မဟုတ်ပါဘူးတို့ကတော့အရင်အောင်မြင်မိသားလူတွေပါကျွန်တော်ကဂျာတော့ဒီ music production ကိုကျွန်တော်ကအရင် crazy ဖြစ်တယ်အရင်ယူသွားတယ်ကျွန်တော်ကဒီ club ကနောက်ွယ်ရနေပဲကျွန်တော်ကလှုပ်ချင်တယ်လူကျွန်တော်ကတကယ်တမ်းတော့ရှေ့မထွက်ချင်အဲ့အတွက်ကြောင့်ကျွန်တော်တချင်းရေးဆိုလဲကျွန်တော်ရေးပေးနိုင်တယ်အဲ့တည်းမှာတချင်းကို arrangement လုပ်ထားဒါမျိုးတွေလဲကျွန်တော်လုပ်ပေးနိုင်တယ်ဆိုတော့ဟိုအဓိကကတော့ကျွန်တော်တို့ own creation ပေါ့ creation ဖြစ်နေတဲ့ ဒီအုံနောက်တွေကိုကျွန်တော်တို့က sharing လုပ်ချင်တာဆိုတော့အဲ့လို sharing လုပ်လိုက်တဲ့အချိန်မှာလည်း view လေးတွေနည်းတယ်အဲအားပေးမခံအောင်ဆိုရင် ကျွန်တော်တို့ကရင်မထဲမှာအရန်ဆိုးဆိုးနေနေနဲ့နာကျင်ရတယ်ပေါ့နော်ဆိုတော့ audience တကယ်ရှိခဲ့မယ်ဆိုရင်လည်းကျွန်တော် audience တွေပြောချင်တာကျွန်တော်လည်းရှေ့ဆက်ပြီးကျွန်တော်လုံနေဦးမှာပါမကောင်းတာလည်းဆဲလို့ရပါတယ်အဲကောင်းတာဆိုလည်းချီးကျူးလို့ရပါတယ်ပေါ့နော်ဒါမှမဟုတ်လည်း comment တွေပေးပြီးအကြံဉာဏ်တွေလည်းပေးလို့ရပါတယ်ပေါ့နော် ကျွန်တော်ဆဲလဲစိတ်မဆိုးပါဘူးကွန်မန့်ရေးလဲကျွန်တော်အများအားပြန်ပါတယ်ကျွန်တော်ဒီ channel ကိုစတင်လုပ်ခြင်းရည်ရွယ်ချက်ကလည်းလို့ sharing လုပ်ခြင်းတာဖြစ်တဲ့အတွက်ကြောင့်များများလဲထပ် share ပေးကြပါလို့လဲအကြံပြုတိုက်တွန်းခြင်းပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ